အားလုံးပဲငါပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းငါပါဆိုတော့ကျွန်တော်တို့ Mikel Arteta ရဲ့ Arsenal ကတော့ once again first shot ဖြစ်ပြီးတော့အခုကျွန်တော် Paris Saint Germain ကိုမှနှစ်ကိုးတစ်ကိုးနဲ့ရှုံးနေဆိုတော့နှစ်ကြော်ပေါင်းကျွန်တော်3-1နဲ့ရှုံးနေဆိုတော့ဒီထိုင်ရဲ့အဓိကအဆုံးဖြတ်ကကျွန်တော်အစောပိုင်းပြောခဲ့သလိုပဲပါလဲဆိုတော့ဒီထိုင်ရဲ့အဓိကအဖြေကကျွန်တော် top ဖြစ်နေတဲ့အချိန်မှာဂိုးမသွင်းနိုင်တာရယ်ပထမအချို့ရလည်းပဲ ပထမအကြော့မှာကျွန်တော်တရေပဲဖြစ်ဖြစ်တခုခုလောက်ပြရင်ဒီပွဲကဒီတမကပို့ပြီးတော့ pressure နဲ့ PSC ကစားမယ့်အခြေအနေနောက်တစ်ခုကကိုယ့်ရဲ့ clinical မဖြစ်တဲ့အပိုင်းတွေလည်းပါတယ်ဘခါယူဆာကာကဒုတိယကိုချစ်ပါကူတာတွင်းလိုက်ရင်ဒီထိုင်က completely different ဖြစ်သွားနိုင်တယ်ဒါပေမဲ့ PSC ကိုချီးကျူးရမယ်သူတို့နှစ်ကျော်လုံးပိုကောင်းတဲ့အသင်းသူတို့ပိုကောင်းတဲ့ chance တွေ create လုပ်တယ်သူတို့ရဲ့ attacking ပိုင်းရဲ့ဒါ transition နဲ့ attacking ပိုင်းရဲ့အမြန်နှုန်းနဲ့ attacking ပိုင်းရဲ့ token skill quality ဟာဒီနေ့ဘွဲအဓိကစကားပြောသွားတဲ့ချက်နောက်တစ်ခုက work class အဆင့်ရှိတဲ့ manager တယောက်နဲ့ဒါ Mike Arteta နဲ့ဂျာမာကွာဟမှုရှိနေသေးတယ်ဆိုတဲ့ချက် Arteta ပိုဟိုကောင်းကောင်းကောင်းပဲဗျာဒါပေမဲ့ Luis Enrique ရဲ့အတွေ့အကြုံရဲ့ Luis Enrique ရဲ့ work class အဆင့်ရှိတဲ့ idea work class manager တယောက်ရဲ့အရေးသွေးနောက် champion league ကို तू က dandit ဖြစ်ပြီးသားဖလားသုံးလုံးနဲ့ Barcelona ရဲ့ယူပြပြီးဒီ level မှာ तू လုတ်ပြခဲ့ပြီးပြီဆိုတော့ပြီးခဲ့တဲ့လေ तू တော့မှ ဖိုင်နယ်အောင်ရှုံးခဲ့တဲ့သူဆိုရင်ချန်ပီယံလိဒါဘာစလိုနာနဲ့ဖိုင်နယ်ချန်ပီယံဖြစ်တယ်စပိန်နဲ့ဒူနေရှင်းလိမှာဖိုင်နယ်မှာရှုံးတယ်ယူရိုမှာဆီမီဖိုင်နယ်ရှုံးတယ်နောက်ပြီးခဲ့တဲ့ကချန်ပီယံလိဆီမီဖိုင်နယ်ရှုံးတယ်ဆိုတော့သူ့မှာအတွေ့အကြုံအများကြီးပဲဆိုတော့အထက်ထားကအခုအာဆနယ်တဲ့ကဒီဆီမီဖိုင်နယ်ဆီကကျွန်တော်တို့မကြုံနိုင်တဲ့ပြဿနာနည်းနည်းတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ကနည်းနည်းတော့ခက်ခဲလာတယ်ဖလားဟိုကကျွန်တော်တို့ကဖိုင်နယ်ကိုမတက်နိုင်ဘူးဖြစ်နေတယ် အခု Mikel Arteta နဲ့ Arsenal က less move 4 major ပြိုင်ပွဲကြီးမှာ Arsenal ကအကုန်လုံးထွက်ရတယ်။ဒီနှစ်တွင်းမှာ2024 25မှာ League Cup Semi Final မှာ Liverpool ဒီကျွန်တော်တို့နှစ်ကြော့စလုံးပေါ့လေ။ဒါ Newcastle ကို ကျွန်တော်တို့နှစ်ကြော့စလုံးမရှင်နိုင်ခဲ့ဘူး။ Now 2021 22အတုန်းက Atletico Madrid နဲ့ကျွန်တော်တို့နှစ်ကြော့ကန်တယ်။နဲအဲ Atletico Madrid နဲ့နှစ်ကြော့ကန်တော့လည်းအတုန်းကျွန်တော်တို့မရှင်နိုင်ခဲ့ဘူး။အဲဒါကိုမက်ထရစ်ကိုအာဆင်ဝင်ကလက်ထက်မှာလည်းတစ်ခါ ဖြစ်တယ်အဲ့ဒါတော့15တုံးကဒါပေမဲ့2020 21ယူရိုပါလီတုံးကလည်းတစ်ခါအဲ့တော့ကတော့ semi final sorry အဲ့တော့က semi final ကျွန်တော် Unite Emery ရဲ့ Villarreal ကိုကျွန်တော် show နေအဲ့ Villarreal ရဲ့အသင်က final မှာ Man United ကိုနိုင်သွားတယ်ဆိုပြောချင်တာအဲ့တော့ကလည်းကျွန်တော်မကြော်ခဲ့ဘူးကျွန်တော်2020ဒါပြီးတော့မှဒီ27 27 league အတော့ကလီဗာပူးကိုပထမကြော်တေးအန်ဖီမှာတေးခဲ့ပြီးဒုတိယကြော်မှာဒီကိုဂျူတိုင်းကိုလည်းကျွန်တော်ရှုံးသွားတယ်20 27တော့က sorry unai ရဲ့အသင်းကဟိုအောင်ရှုံးတယ် ဒါဥတိုင်းအသင်ကိုကျွန်တော်တို့အာထက်တာရှုံးသွားတယ်ဆိုတော့နောက်ဆုံး major ပြိုင်ပွဲတွေမှာအခုဒီနေ့ကတော့ကျွန်တော်စီမီတစ်ကြိမ်တက်တာပေါ့လေဆိုတော့ major ပြိုင်ပွဲ၄ခုမှာကျွန်တော် over the line မဖြစ်ဘူး over the line မဖြစ်တဲ့ပြဿနာပဲဆိုတော့ဒီပွဲမှာအဓိကဂျန်လူဂျီတူနာဘူးပါလက်စွမ်းပြသွားတယ်ဆိုပေမဲ့ Arsenal အသင်မှာအထက်တာမှာလိုအပ်ချက်တွေအများကြီးရှိတယ်သူတို့တေချာနာတော့ striker ခေါ်ခေါ်ရမယ်ပြကျွန်တော်အဲ့ခေါင်းမနေလို့မရဘူး ခေါင်းမာနေလို့မရဘူးအဲ့ striker ကကျွန်တော်ပိုရှင်ဖြည့်ရှင်းရတော့မယ်ဒါနောက်တစ်ခုက plan ကောင်းကောင်းချနိုင်ဘူးလို့ကျွန်တော် plan B လုံးဝမရှိဘူး plan C လုံးဝမရှိဘူးဒါတွေကပြတခါကျရင် four back နဲ့ကျွန်တော်အဆင်မပြေ three back ပြောင်းပြီးတော့အပြောင်းလဲတွေလောက်တာတော့ဘာလို့ကျွန်တော်လုံးတင်နေဒါပေမဲ့ကျွန်တော်မလုံနိုင်ဘူးပြကျွန်တော် player တွေကို upgrade လုပ်ရတော့မယ်အထူးသဖြင့် Martinelli Trossard တို့က squad player တယောက်အနေနဲ့ရမှာဒီနေရာကို lead လုပ်နိုင်မယ်ဒီနေရာကိုဥဆောင်နိုင်မယ်ဥပမာ Bakayo Saka လို့ quality မျိုးရှိတဲ့ကစားမတရားအဲ့ဘယ်ပဲချက်မှဖြည့်ဖို့ဖြည့်ရအခုမော်မက်ကူဒုစ်ကိုလိုက်တယ်ဗျ maybe ကူဒုစ်ကအဖြေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူကအဲ့ဘက်ချက်မှလည်းကစားနိုင်တယ်စကားနေမှာလည်းကစားနိုင်တယ်အဲ့ဘက်ချက်ကအာဆန်ကမဖြစ်မနေအားဖြည့်ရမယ်အချက်နောက်တစ်ခုကတော့အခုဒီ full back တွေ left back တွေအခုဆန်တဲ့ဘက်ကကျွန်တော်တို့ကအဲ့နောက်တန်းနဲ့ goalma injury မဖြစ်ရင်ဘာမှပြောစရာမရှိဘူးနောက်ဆုံးကိုင်းလည်းလည်းဗျလက်ရှိဒီကိုင်းလည်းကောင်းတယ်ကောင်းတယ်ကျွန်တော်အဲ့ attacking ရဲ့ left side နဲ့ center forward position ကောင်းအောင်ဖြည့်ကျွန်တော် okay တယ် အကျွန်တော် personal အမြင်ပေါ့လေဆိုတော့ once again ကျွန်တော် semi final မှာ semi final ကနေနောက်ဆုံး၄ချိန်ထိမကျော်နိုင်တဲ့အာထက်တာအတွက်နောက်ထပ်တစ်ချိန်ထပ်ပြီးအခွင့်အရေးရပါအောင်မလားဘယ်လိုမြင်ကြလဲ Arsenal ကရောအာထက်တာလက်ထက် major trophy ပေါ့လေကျွန်တော်သူ့ပဲပထမဆုံးရာသီမှာ Africa တော့ရထားတယ်ဒါပေမဲ့တကယ် major trophy တွေကိုရတယ်နော်ကျွန်တော်ဆိုရင်တော့ Mauricio Pochettino နဲ့9နှစ်တာ Tottenham လို့ဖြစ်သွားမှာကိုဆိုရင်တာ ဲ့9လီတာကာလာအကောင်းဆုံးတွေလုတ်ပြဖလားကြီးတွေသူတို့ကဖလားကြီးကိုပဲစိတ်ဝင်စားတာအဲ့တော့ကဘာဖလားသေးလေးမှစိတ်ဝင်စားအကြီးတွေပဲအဓိက main ပြိုင်တာအာနောက်ဆုံးအဆုံးအတက်မှာဘာမှမရတော့အတင်းရဒုံရဒုံရနဲ့အစာပြန်စားအဲ့လိုမျိုးဖြစ်သွားမှာဘယ်လိုမြင်ကြလဲအဆက်ကိုမမဝေးအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်